တတလာပိုင်းတွင်ဗုဒ္ဓဘုရားသမီးရာဟုသာသမီးများအတွက်ကိုအသေးစိတ်ကလေးဟောပြောလမ်းညွှန်ပေးမှာဖြစ်ပါတယ်ဓမ္မရဲ့ဗီဒီယိုလိုက်ကလေးကိုဗုဒ္ဓဘုရားသမီးများနဲ့ရာဟုသာသမီးများအသေးစိတ်ကလေးအစအဆုံးလေးကြည့်ပြီးတော့လိုအပ်ပါတယ်ကျမအနေနဲ့စေတနာမြတ်တာထားပြီးတော့ဗုဒ္ဓဘုရားသမီးများနဲ့ရာဟုသာသမီးများတဲ့အသေးစိတ်ကလေးတွတ်ချက်ပေးထားတာဖြစ်ပါတယ်။အဲ့တော့ဗုဒ္ဓဘုရားသမီးများရာဟုသာသမီးများဒီကာလမှာဆိုလို့ရှိရင်မိမိတို့ကံတရားကအထူးပြောင်းလဲစွာ အပြောင်းလဲကြည့်ပြောင်းလဲသွားမယ့်ကာလတခုလို့ပြောရင်မမားပါဘူးမိမိတို့တွေဒီနှစ်အစနေပြီးတော့ပြိမ့်ပြီးတော့နော်စိတ်စည်ရစရာတွေစိတ်ညစ်စရာတွေစိတ်တော့ကရောက်စရာတွေနော်တခုပြီးတခုအဆင်မပြေမှုတွေကြုံကြရပါလိမ့်မယ်ဒီနှစ်ကဗုဒ္ဓဘုရားသမီးတွေကအញ្ញံထဲမှာရှိနေတာ哦ဒါပေမဲ့လို့အခု7လပိုင်းမှာတော့ဘုရားဘုရားသမီးများကအရန်ကို ကောင်းတဲ့ကံတရားပေါ်ရောက်ရှိနေပါတယ်။ကျမကဒီလိုကောင်းတဲ့ကံတရားပေါ်ရောက်ရှိနေပြီလို့ပြောလိုက်တာနဲ့မိမိတို့ကဒီကံကိုထိမ့်သိမ်းရမှာဖြစ်ပါတယ်။ဆရာမကတော့ဘုရားဥသားသမီးတွေကောင်းနေဟောလိုက်တယ်။ဒါပေမဲ့ကိုကိုတိုင်းကကောင်းမွန်စွာမနေဘူး။အဋိဌံမလုပ်ဘူး။နော်။ပြုလုပ်တဲ့နဲ့အရာလေးတွေကိုယ့်ရဲ့ကံတရားလေးတွေကိုကထိမ့်သိမ်းနေ။ နော်အောင်ကြီးတွေနေမယ်ဒိဋ္ဌံပတိတွေစိတ်မယ်ဒီလိုမျိုးလေးတွေမလုပ်ဘဲနဲ့တော့ကျမတို့ဘလောက်ကောင်းတဲ့တန်တရားပဲဖြစ်ဖြစ် မကောင်းနိုင်ပါဘူးစိုးသွားနိုင်ပါလေဒါပေမဲ့မိမိတို့ရဲ့ကံတရားကိုမိမိတို့ကထိမ့်သိမ့်မယ်ဆိုရင်တော့စိုးနေတဲ့ကံတွေကကောင်းဘက်ကိုလာပြီးတော့ထူးခြားစွာနဲ့အကျိုးပေးမှုတွေရရှိမှာဖြစ်ပါလား ဒါကြောင့်ကိုယ့်ရဲ့ကံတရားကို ကိုက ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ကံတရားရကောင်းတဲ့ဆိုပြီးတော့ကိုကဘာမှမလုပ်ဘဲနဲ့ပေါက်ကြရ40တွေလုံနေရင်တော့ကောင်းတဲ့ဘလောက်ပဲကောင်းတဲ့ကံတရားပဲဖြစ်နေဖြစ်နေကိုရှိကို မရောက်လာပါဘူးဖယ်ရှားသွားမှာဖြစ်ပါတယ်ဒါကိုသိထားဖို့လိုအပ်ပါတယ်အဲ့တော့ကျမပြောချင်တာဗုဒ္ဓဘုရားသမီးနဲ့ရာဟုသမီးများဒီ မိမိတို့စက်တလာပိုင်းဝင်ပြီးဆိုတာနဲ့ရေလန်းခီးလုံးဝမသွားပါနဲ့အဝါရောင်မဝစ်ပါနဲ့ရွှေလုံးဝမဝစ်ထားပါနဲ့ရွှေလုံးဝအဝင်မခံပါနဲ့ဒီအချက်ကလေးတွေလိုက်နာမယ်မိမိတို့ရဲ့မွေးလေမွေးရမှာတက်တက်လွတ်တွေစားမယ်ဒိဋ္ဌံပတိစိတ်နဲ့ပြုတ်လုတ်ပေးမယ်ဆိုရင်တော့ဒီစက်တလာပိုင်းမှာမိမိတို့တွေလက်မထား